အမေမင်္ဂလာပါဒီနေ့ကျွန်တော်ကဒီဗီဒီယိုမှာဒီလူငယ်တယောက်စိတ်တက်ကြနေပြီဆိုတဲ့စာအုပ်ကနေပြီးတော့စာပိုက်လေးတစ်ပိုက်ကောင်းထုတ်ပြီးဖတ်ပြမှာဖြစ်ပါတယ်ဒီစာပိုက်လေးကကြတော့ကျွန်တော်အတွေ့အမြင်နဲ့လေးထပ်တူကြတယ်ပြီးတော့ကျွန်တော်တို့လူငယ်တွေအနေနဲ့ဒီစာပိုက်လေးအတိုင်းလိုင်းနာကျင့်သုံးသင့်တယ်လို့ထင်ပါတယ်ဒီစာပိုက်လေးခေါင်းစဉ်ကတော့ကိုယ့်ကိုယ်ရင်းနှီးမြှောက်နှံခြင်းလောကကြီးမှာ အကျိုးအမြတ်အများဆုံးယင်းနည်းမြုံနယ်မှုကဘာလဲလို့မေးလာခြင်းမဆိုရင်ကိုယ့်ကိုယင်းနည်းမြုံနယ်ခြင်းလို့ဖြေမိမှာပါတချို့တွေကလူငယ်ဘဝတွေကငွေစုတတ်အောင်လေ့ကျင့်ထားငွေများများစုလို့ပြောကြပါတယ်ဒီစကားမှားနေတာမျိုးမဟုတ်ပေမယ့်ရာနှုန်းကြီးလည်းမမှန်ပါဘူးလူငယ်ဘဝမှာပက်ဆန်စုမဲအစားပညာတွေအတွေ့အကြုံတွေပိုပြီးစုသင်ပါတယ်ပညာတွေအတွေ့အကြုံတွေစုဆောင်လေဆိုတာဟာ တကယ်တော့အနာဂတ်အတွက်ကိုယ့်ကိုကိုယ်ရင်းနှီးလိုက်ခြင်းပါပဲရှင်နှီးညုံနေမှုဆိုတာအနာဂတ်ကောင်းစားဖို့အတွက်ဖြစ်တာမို့ကျွန်တော်တို့လူငယ်တွေငွေစုနေမြင့်အစားတဝက်စုပြီးတဝက်ကိုပညာရေးကျန်းမာရေးအတွက်ရင်းနှီးညုံနေစေရှင်ပါတယ်ရှင်နှီးညုံနေပြီးတဲ့အခါမှာလေကိုယ်ရင်းနှီးညုံနေထားတဲ့အရာတွေအလကားမဖြစ်အောင်အဲ့ဒီရင်းနှီးညုံနေမှုတွေကနေ ဝင်ငွေဒါမှမဟုတ်အတွေ့အကြုံရှာဖို့လိုအပ်ပါတယ်လူငယ်တွေအားလုံးရင်းနှီးမြှောက်နှံတဲ့နေရာတွေမှာရင်းနှီးမြှောက်နှံနိုင်ပြီးတပ်ပတဲ့အနာဂတ်တွေပိုင်ဆိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်